ကိုရီးယားနိုင်ငံမှာတော့နာမည်ကြီးတစ်စိတ် cosmetic အတုတွေရောင်းတာကိုတင်စီရမိရဆိုတဲ့အကြောင်းကို Facebook မှာ hot topic ဖြစ်နေပါတယ်။အဲ့ဒီမှာထူးခြားတာတစ်ခုကဒီ cosmetic အတုတွေကတရုတ်နိုင်ငံမှာထုတ်လုပ်ပြီးတော့ကိုရီးယားနိုင်ငံနဲ့နီးနီးလေးကိုဓာတ်ရမသွင်းမဲနဲ့ USA ကိုအရင်ပို့တယ်။ပြီးတော့ US ကနေမှတစ်ဆင့်ကိုရီးယားနိုင်ငံကိုပြန်သွင်းပြီးတော့ online shopping website တွေမှာရောင်းတာပါ။အဲ့ဒီကိုရီးယားမှာတွေ့ရှိရတဲ့ cosmetic အတုတွေကနာမည်ကြီးတစ်စိတ်တွေရဲ့ barcode အစ်စ်တွေ၊ serial number အစ်စ်တွေကိုပွားပြီးတော့ ထည့်ထားတာဖြစ်တဲ့အတွက်ဒီဘားကုတ်တွေ serial number တွေစီးရင်တော့အတုလားအစ်စ်လားခွဲလို့မရဘူးလို့ရေးထားပါတယ်။ဒီသတင်းကိုလည်း YouTube မှာကိုရီးယားနိုင်ငံ KBS သတင်းဌာနကနေပြီးတော့ထုတ်လွှင့်သွားတာလည်းတွေ့ရပါတယ်။ဒီမှာဆိုရင်လည်းနံပါတ်ကြီးတစ်စိတ် cosmetic အတုတွေ skin care အတုတွေကိုဈေးသက်သက်သာသာနဲ့ရောင်းနေတာမျိုးတွေ့ရပါတယ်။ဒီ cosmetic အတုတွေကလည်းအစ်စ်နဲ့ formula ဘာမှမမတူတာ။ပြီးတော့ဒီအတုမှာပါတဲ့ ingredient တွေကအသားရေပေါ်တင်ရင်အသားရေပျက်စီးထိခိုက်တာတွေအသားရေကိုအန္တရာယ်ဖြစ်စေနိုင်တာအထူးဖြစ်နိုင်ပါတယ်။ ဒါကြောင့်ကိုသုံးနေကြ cosmetic တခုကအသားရင်နဲ့တဲတော့ဘူးအသားရည်ကိုအရင်ဆိုးရွားပျက်စီးစေရဆိုရင်တော့ကိုခြောက်ဝဲသုံးနေတဲ့သုံးနေကြတဲ့စိတ်ကအတုမိသလားဆိုတာကိုစစ်ဆေးသင့်ပါတယ်။ဒေါက်တာအချံပေးချင်တာကတော့ဒီ cosmetic တွေ skin care တွေကိုဇင်းနှုတ်တတတာကိုမကြည့်ပဲနဲ့တာဝန်ယူမှုတာဝန်ခံမှုရှိရဲ့နမယာပီးသားဆိုင်တွေကနေပဲဝေဝေချဖို့အချံပေးချင်ပါတယ်။